ောင်ဆန်းစုကြည်ရဲ့စိတ်ခွန်အားကိုဥညွန့်တဲ့အနေနဲ့ပြည်သူ့ကောင်ရင်ဂုံပြူမှုအဖြစ်ရွေးချယ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဆရာနာရှင်ကိုဒူးမထောက်ပဲကြမ်းကြမ်းခံတွန်းလှန်နေတဲ့ဒေါန်ဆန်းစုကြည်ရဲ့စိတ်ခွန်အားတွေကိုဥညွန့်တဲ့အနေနဲ့2025ခုနှစ်ပြည်သူ့ကောင်ရင်ဂုံပြူမှုအဖြစ်ရွေးချယ်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ 2025ခုနှစ်ဆက်ဆောက်ကြိမ်မြောက်ပြည်သူ့ကောင်ရီဂုံပြူမှုအဖြစ်လူမှုကောင်ဆောင်ဒေါ်ဆန်းစုကြည်ကိုရွေးချယ်ခဲ့ရတဲ့ပသက်ပြီးပြည်သူ့ကောင်ရီအသင်းဗဟိုအလုံးအမှုဆောင်အဖွဲ့ကထုတ်ပြန်ခဲ့တာပါ2025ခုနှစ်ပြည်သူ့ကောင်ရင်ဂုံပြူမှုအဖြစ်ရွေးချယ်လိုက်တာဟာဒေါ်ဆန်းစုကြည်ရဲ့ဘဝတစ်လျှောက်လုံးမြန်မာနိုင်ငံနဲ့ပြည်သူတွေအပေါ်ထားရှိတဲ့အနစ်နာခံမှုမြစ်တာတရားနဲ့နိုင်ငံရေးဥဆောင်မှုတွေအပေါ်ဂုံပြူလိုက်တာဖြစ်တယ်လို့ဆိုပါတယ်။ မတရားဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ဒေါန်ဆန်းစုကြည်အပါဝင်နိုင်ငံရေးအကျဉ်းသားတွေနဲ့အတူတမျိုးသားလုံးစစ်ကြုံဘွားကနေလွတ်မြောက်ဖို့အတွက်ပြည်သူ့ကောင်ရဲ့အတင်းကြီးကဆက်လက်အားစိုက်ကြိုးပမ်းသွားမှာဖြစ်တယ်လို့ကတိကဝေပြုခဲ့ပါသေးတယ်။ 2025ခုနှစ်ပြည်သူ့ခွန်ရင်ဂုံပြုမှုအဖြစ်ဒေါန်ဆန်းစုကြည်ကိုရွေးချယ်တယ်လို့ဧပြီ22ရက်မှာပြည်သူ့ခွန်ရင်အတင်းကထုတ်ပြန်ခဲ့ပြီးဂုံပြုပွဲအခမ်းအနားကိုအမေရိကန်ပြည်ထောင်စု တက္ကသဌာနကွယ်ဟူစတန်မြို့မှာမေလ24ရက်မှာကျင်းပသွားမှာဖြစ်တယ်လို့သိရပါဗျာ။